အားလုံးမင်္ဂလာပါခင်ဗျာအခုကတော့ကျွန်တော်ဒီဆယ်ကြီးမြောက်ပေါ့မနက်ဖန်ထွက်မယ်အဲချယ်ရီရဲ့ကမန်လေးတင်ပေးတာဖြစ်ပါတယ်ဒါတော့ဒီကမန်ဆိုတာလည်းဒါဒီစာတော့နိုင်ပုံမှာရှိတဲ့ဒီတွန်နီဆရာကြီးတွေရဲ့တော့ထိတ်စီအလဲတိုင်းဟုတ်ပြီ သူတို့အကြိုက်ဆုံးနေပေါ့ကိုယ်ပြန်ရွေးထားတာပေါ့နော်အဲရွေးထားပြီးတော့ကောင်းလို့ရရလေးပေါ့ရွေးထားတာပေါ့အဲ့ထဲမှာမှာဒါကျွန်တော်တို့ဒီမှာအဲထိတ်ဆိုလို့ရှိရင်လည်းဒီမှာကျွန်တော်ကွက်ကတော့များတယ်ကျွန်တော်125ကွက်လောက်ရှိတယ်အဲထိတ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာ5လုံးရှိတယ်အလဲထိုင်ဆိုရင်၅လုံးရွေးထားတယ်သူတို့သူတို့တွေ20တဲ့အကြိုက်ဆုံးနောက်ထိုင်ဆိုရင်လည်း၅လုံးရွေးထားတယ် ဒါကတော့အကွက်များတယ်ပေါ့125အကွက်ရှိတယ်ဒီကောင်ဆိုလို့ရှိရင်တော့ဒီကောင်ဆိုလို့ရှိရင်တော့ဒါအကွက်28ကွက်ရှိမယ်28အကွက်ရှိတယ်28အကွက်ဆိုတော့ဒီဘက်မှာ28အကွက်ရှိတယ်ဟုတ်ပါဒါလေးဆိုရင်ဟိုပါလနာပါလို့ရှိရင်တော့ဒါလေးကိုဒီ screenshot လေးရိုက်ပြီးတော့လေကိုရွေးထားတဲ့နံပါတ်လေးတွေနဲ့ တိုက်ပြီးတော့ပေါ့ဒါထိုးလို့ရပါတယ်ပေါက်မယ်လို့တော့လည်းအမှခံလို့လည်းမရဘူးပေါ့လေဒါရယ်လို့ချိုးရွေးထိုးထားတာပေါ့ဟုတ်ကဲ့ကျေးဇူးပါဒါဒီဘက်ကဆိုရင်125ခွက်ရှိတယ်ဒီဘက်ကဆိုရင်ဒါကတော့28ခွက်ရှိတယ်ဒါကတော့ ပြန် short ထားတာပေါ့ short ပြီးလောက်ထားဒါလေးဒီ screen shot ရိုက်ပြီးတော့ဟိုချိန်နေတဲ့အရာလေးရွေးထိုးလို့ရတာပေါ့နော်ဟုတ်ကဲ့ကျေးဇူးပါ